ရှင်ကျမတို့အဲ့လိုမျိုးချစ်သူဆင်ပေးတယ်လို့ပြောချင်တာအဲ့လိုအိမ်မက်မျိုးအဲ့လိုပုံစံမျိုးအဲ့လိုတော်ကီမျိုးပြောချင်တယ်ဘဝမှာတော့သူများဆင်တာတော့မဝတ်ဘူးသေးဘူးအဲ့တော့အဲ့လိုအဲ့လိုမျိုးကိုယ်လည်းစကားနောက်တရားပါတယ်ပြောနှွန်းနှွန်းလေးဘသူပါပဲချစ်သူပေးတာချစ်သူပေးတာလို့အပေးခံချင်တာမရအဲ့တော့ကိုယ့်ပါဝဲဝဲဝဲဝတ်နေရတယ်အဲမီဒီယာနေရနေတခါလေးပြောလိုက်ပါတယ်အဲကျမအဲ့ဒါကိုကိုပေးတယ်လို့ပြောချင်တာလာပေးကြပါလို့ကိုကိုရှိမိတာ ကိုကိုလည်းမလာဘူးမောင်လေးလည်းမလာဘူးတော့ကျမကလည်းလူဖြစ်နေတယ်။တန်တလုံးကမပိတ်ဘူးဖြစ်။အာသူများပေးရလဲဝှချွနဲ့။ကိုပါဝယ်ဝယ်ပတ်စံကုန်တယ်လား။သူများပေးရလဲလိုချင်သေးရဲ့လေ။ကိုနေတော့နေလင်းဒါလေးကိုတင်တော့မယ်ပေါ့နော်။ယောက်ျားတွေကိုစိတ်ကုန်တယ်ရုပ်ရှင်ထဲမှာတော့စိတ်ကုန်တယ်ပြင်မှာတော့စိတ်မကုန်သေးပါဘူးလို့အားလေးလာအားပေးရမယ်နော်အကားထဲမှာတော့ပြောပါဦးအကားထဲမှာတော့ရက်ကလာလို့ရှက်တယ်ကိုနဲ့အပြိုင်ကလာဆိုတော့လေ ချင်ဟမ်အော်ကဘာကြီးဆိုတာလေအဲ့လိုလေးရှိနေမှလဲကိုထွက်အထိပဲရှိရလို့ထင်လို့ပါရှင်ဝမ်းဆန်းမို့ပြရတယ်နော်ဟုတ်ကဲ့မမလို့ပေါ့အဲ့ဒါတန်ထည့်ပြီးနော်အဲဘယ်လိုဆိုကျမတယောက်တည်း your kuma ကြီးဖြစ်နေမှာပေါ့ဟမ်အဲ့နံပါတ်ကြောင့်လက်ခံလာရဲ့နောက်ကိုနေတိုးနဲ့လည်းရိုက်ချင်လာရဲ့နောက်တစ်ခုက အခုဆိုတော့လည်းပါတယ်ပြီးတော့နောက်ဖောရုနဲ့လည်းတော့ပထမအဆုံးစုံတဲ့ကားလေးဆိုတော့ဟုတ်ပတ်ချောလည်းပါတယ်ဘယ်မမိုးပြင်းနဲ့လင်းနေရအဲ့မှာအပြိုင်လုထားအပြိုင်ရတော့မဟုတ်ပါအမားတို့ကတော့ပို့ပြီးတော့တော်တာပေါ့လင်းတို့ကတော့ဘေးနာအမားနဲ့ကမ္ဘာစီမိအောင်မနှဲလိုက်လို့ရအောင်ပေါ့ချစ်ဖို့ကောင်းတာတဲ့လေကိုနေတော့တင်ပေးတယ်ကိုပြင်းပြက်လည်းတင်တယ်သင်ပေးပါတယ်မင်းသားတော်တော်များများတော့လင်းအောင်ဒါပေမဲ့ဟိုကိုကိုနေတို့နဲ့ကြောင့်နည်းနည်းပထမအဦးဆုံးကားဆိုတော့လေ

မီဒီယာနေရနေတခါလေးပြောလိုက်ပါတယ်အဲကျမအဲ့ဒါကိုကိုပေးတယ်လို့ပြောချင်တာလာပေးကြပါလို့ကိုကိုရှိပြီလားကိုကိုလည်းမလာဘူးမောင်လေးလည်းမလာဘူးတော့ကျမကလည်းလို့ဖြစ်နေတယ်တန်းနှလုံးကမပိတ်ဘူးဖြစ်ဟမ်အဲ့တော့မြားပေးရလေဝှချွနဲ့ခပဝဲဝဲပတ်ဆန်ကုန်နေလားမြားပေးရလေလိုချင်သေးရလေရှင်ဟုတ်ကဲ့အိမ်မှာတော့ဟွာလေးတတ်ထားရတယ်လို့ slide တွေလေးကိုကိုပဲ slide အမြဲလင်းနေအောင်လို့ လာလို့မျိုးတက်ပါဟုတ်ကဲ့လင်းလင်းတောက်တောက်ဆိုဒီနေ့ရော teacher teacher နဲ့ကလည်းခင်နေတာဆိုတော့ဒါ last house မှာကလည်းလင်းဟိုးရင်တဲ့က body spa လောက်တာတွေရော hair cut လောက်တာတွေရောလုတ်ဖြစ်နေတာဆိုတော့အဒီ teacher ကြီးကိုလည်း makeup လေးရင်းနဲ့ပွဲလေးတက်ဖြစ်တာပါအခုက frankly ကကြတော့မြန်မာမျိုးသမီးအတွက်ကျောင်းအဆင်ပြေတယ်မြန်မာနိုင်ငံရာသီဥတုနဲ့လည်းကိုက်ညီတယ်နောက်တစ်ခုကကြတော့ဈေးနှုန်းအပြင်လည်း price က အရက်ဆဲဖြစ်တယ်ဆိုတဲ့ခါကျတော့အလားပါကြိုက်တဲ့အမျိုးသမီးတိုင်းအတွက်ဒါကိုကိုကိုချစ်တဲ့အမျိုးသမီးတိုင်းတွေအတွက်ကောဒါဝယ်ယူပြီးတော့ပြင်ဆင်လို့ရပါတယ်လို့အာမိတ်ကပ်လိမ့်လိုက်ပြီဆိုတာနဲ့ဒီကိုလာမိတ်ကပ်ကအရင်အဲနည်းနည်းလေးမျက်နှာလေး glow ဖြစ်တယ်နောက်တစ်ခါကျတော့အာအစီပြန်နာကိုလည်းသူကကွယ်ပေးတယ်အာ lipstick ဆိုလည်းသူကလောင်းအကြရှိခံတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လင်းကတော့မြန်မာမျိုးသမီးလေးတွေအတွက်လင်းကတော့ရမ်းပီတီဖြစ်တယ်ကိုရိုင်းလည်းကြိုက်တယ်ဒီကိုလာနှကန်းလေးလေးဆိုတာ ်လင်းတို့ဒီ brand မှာဆိုရင်အာမြန်မာနိုင်ငံရဲ့အမျိုးသမီးလေးတွေတော်တော်များများက color တုံးက green beach color လေးတွေများတယ်နောက်တစ်ခုကကျတော့အာဒီနည်းနည်းလေးဖြူရယ်ဆိုပေမဲ့လည်းဒီ yellow နည်းနည်းလေးအဝါတုံးဘက်ကိုသွားတယ်ခိုးတုံးဘက်ကိုလည်းသွားတာဆိုတဲ့အခါကျတော့အာဒီ color makeup နဲ့အရင်အဆင်ပြေတယ်ပေါ့နော်ဆိုတော့လေ light ဖတ်မှုရှိအောင်လည်းအဲဖော်မြူလာလေးထုတ်လုပ်ထားတယ်အဲဈေးနှုန်းအဖြစ်လည်းအရန်ခုနလင်းပြောသလိုပေါ့အရန်လေး ဖက်ဖြစ်တယ်ဆိုတော့အဆင်ပြေပါတယ်ဟုတ်ချွတ်မျိုးသမီးလေးရှိတာအကြံပေးစင်တယ်ကိုကုတ်ကိုချစ်ပါကိုကုတ်ကိုအမြဲလှအောင်နေပါကိုကုတ်ကိုအမြဲတမ်းအာ strong ဖြစ်အောင်ကိုကုတ်ကိုအမြဲတမ်းဘယ်နေရာတော့တော့ဘယ်နေရာရောက်ကိုကုတ်ကို confident ဖြစ်နေအောင် confident ရှိအောင်လေကိုကုတ်ကို hygiene အတွက်ကိုလည်းဒါအကောင်းဆုံးအနေနဲ့ပြင်ဆင်ပါလို့ချွတ်မင်းကလေးတွေကရှိရလေငါက ငါချစ်သူကငါဘလို့နေနေချစ်မှာပဲလို့အဲဘလို့ပဲပြင်ဆင်မပြင်ဆင်လဲငါ့ကိုချစ်နေမှာပဲဆိုတာတခါတလေကြရင်တော့ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်တချို့လူအနေစုတို့ကပေါ့များသောအားဖြင့်ယောက်ျားလေးတော်တော်များများအလှကြိုက်တယ်အလင်းတို့ဆိုလဲယောက်ျားလေးတွေဆိုချောရပဲကြိုက်တယ်ပေါ့နော်မိန်းကလေးတွေလှနေရင်လဲယောက်ျားလေးတွေကလည်းကြိုက်တယ်ဘာဖြစ်လို့ကိုယ့်ရဲ့ချစ်သူကအဲကိုကိုလှလှပပနဲ့ဒီက hygiene ကောင်းကောင်းနဲ့ကိုကိုကိုပြီးတော့ ဒီထက်မြက်နေတဲ့အမျိုးသမီးတယောက်ဖြစ်မယ်ဆိုရင်တော့ကိုဘက perfect ဖြစ်နေအဲကိုချစ်တဲ့ချစ်သူကလည်းအခုဖြစ်သွားမှာမဟုတ်ဘူးလေနော်လာပါကြိုက်တဲ့မျိုးသမီးမျိုးသမီးအားလုံးထက်ကုလာလာပါပြီအဲ့တော့ကုလာအတွက်လည်းအများကြီးအောင်မြင်မှုတွေရရှိပါစေလို့ပြောချင်ပါတယ်လင်းတို့ချစ်ပေးတဲ့ပရိသတ်မဟုတ်ပါဘူးလင်းတို့ချစ်ပေးကြတဲ့မိသားစုဝင်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်